Beyond the Pitch Andumaresca ရဲ့ Esteva မှာပေးခဲ့တဲ့ matches ကနဲ့ Tari George ရဲ့ပြောစကားမင်္ဂလာပါကိုခိုင်းစ်ချယ်စီဖန်ပေ့ချ်ကနေအပြောင်းအလဲများအားလုံးကိုကြိုဆိုပါရစေ။ Beyond the Pitch ဆိုတဲ့ကဏ္ဍလေးကနေဒီနေ့ကျွန်တော်ပြောစကားလေးနှစ်ခုကိုရွေးချယ်ပေးရပါတယ်။ပထမပြောစကားကတော့ Maresca အနေနဲ့ IS နဲ့ပွဲမှာခြေသွမ်းပြသသွားခဲ့တဲ့ Steve Vaughn ပုံမှာပြီးခဲ့တဲ့မှတ်ချက်စကားဖြစ်ပါတယ်ဒုတိယစကားတော့ Tariq George ရဲ့ဒီနေ့ပွဲမှာသူကိုသွင်းယူခဲ့တဲ့အတွက်ဖြစ်မိတဲ့စိတ်ခံစားချက်ကိုပြောခဲ့တဲ့စကားတွေပါ Okay အဲ့တော့ကျွန်တော် Maris Garcia ဒီ Steve Vaughn ကိုဘယ်လိုမှတ်ချက်ပေးသလဲကြည့်လိုက်ရအောင်လူငယ်ကစားသမားတွေအများစုကတော့တပွဲနှစ်ပွဲလောက်ကစားပြီးဂိုးတွေတွင်းပေးတာနဲ့သူတို့ကထိတ်တန်းကစားသမားတွေဖြစ်သွားကြပြီလို့ထင်သွားကြတယ်။ဒါပေမဲ့ Stefan ကတော့ ီပိုင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့စိတ်ပူစရာမလိုပါဘူး။ तू ကအရန်နှိမ့်ချပြီးယဉ်ကျေးတဲ့လူငယ်ကစားသမားလေးတယောက်ဖြစ်ပါတယ်။ဒါအပြင် သူ့နားမှာလည်းအရန်ရင်းနှီးတဲ့မိသားစုဝင်တွေရှိနေလို့တော်ပါသေးတယ်။အဲ့ဒါတော့အမှန်ပဲဗျ။အစီဖောင်းရဲ့မန္တလေးဒီပိုင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့ဟိုးရင်ကလေးကအနေငယ်လေးလာခဲ့ဘူး။အပြင်မှာပေါင်းသင်းဆက်ဆက်နေတဲ့တငယ်ချင်းတယောက်လို့တော့မသိဘူးဆိုပေမဲ့ဗျာသူ့ရဲ့ပြုမှုနေထိုင်ပြောစုဆက်ဆံပုံတွေကအသက်အရွယ်နဲ့မလိုက်အောင် တည်ငြိမ်နေပေါ့နော်တကယ်တော့စံပါသားတွေဒီမျိုးနဲ့ယူနဲ့အပျော်ပါမတ်တယ်အဲ့လိုမောက်မာကြတယ်ပေါ့တိုးတော့အစိဖောင်းဖာမရက်စ်မှာစတင်ထွန်းတောက်စဉ်အချိန်ကာလကလည်းဒီပုံစံပဲသူ့အသက်အရွယ်လေးနဲ့ကပတိန်လက်ပတ်ဝစ်ပြီးတောင်ဖာမရက်စ်မှာတင်မြောက်ချင်းခံခဲ့ရတဲ့ခြတိတယောက်ပါအခုချက်စီမှာသူ့ကိုပွဲထွက်ခွင့်အမြဲပေးသလားဆိုရင် မပေးပါဘူးပက်ဒရိုနက်တွေရဲ့နောက်မှာအရင်ကစားသမားတယောက်အနေနဲ့ပဲပွဲထွက်ရတာပါအရင်စီနီယာစံပါကြီးတွေဆိုရင်တော်ကီတွေစပွားတော့မယ် တလားလောက်ပေါ်တော့ခွင့်မရဘူးဆိုဘာဖြစ်တယ်ညာဖြစ်တယ်စသဖြင့်ပေါ့စတီဖန်ကတော့အဲ့ဒါလို့မပြောရှာပါဘူးသူ့လို့သူအကောင်းဆုံးလုပ်ပြီးတော့ Chelsea အသင်းအတွက်ပေးဆက်အနစ်နာခံနေတဲ့ charter တယောက်လို့ပြောလို့ရတယ်အဲ့တော့ကြောင့်ကျွန်တော်ကတော့စတီဗန်ကို Anthomoris ကပြောတဲ့ mentality ဘိုင်းနဲ့ပတ်သက်ရင်မစိုးရိမ်ဘူး။ Okay နောက်ထပ်ဘာကြီးပြောရသေးလဲ။စတီဗန်ကိုနီးပြခွင့်ရတာကံကောင်းတယ်လို့ကျွန်တော်ထင်ပါတယ်။ तू က စိတ်လုံရှားစရာကောင်းပြီကျွန်တော်လည်းပျော်ရွှင်စေပါတယ်အခုဆိုချက်စီပရိသတ်တွေကခိုးနဲ့စတီဗောင်းတို့ကစားသမားတွေကိုကြည့်ဖို့အတွက်လက်မှတ်တွေကိုအချိန်မီဝယ်ယူနေရတဲ့အထိပါပဲဒါအပြင်ကျွန်တော်တို့အသေးမှဒီလိုမျိုးကစားသမားကောင်းတွေရှိနေလို့အတွက်လည်းဝမ်းသာပါတယ်တို့လက်မှတ်ဝယ်တဲ့ကိစ္စကိုခဏဖေးဖယ်ထားလိုက်ကျွန်တော်တောင်မှစတီဗောင်းကစားတာကြည့်ကျင်တယ်လေကိုပါမှကစားတာကြည့်ကျင်တယ်တို့လန်ဒန်ပရိသတ်တွေကလည်းဒီတိုင်းပဲနေမှာပေါ့ဆိုတော့စတီဗောင်း ဘောလုံးဆွဲပြေးလာတဲ့အချိန်တိုင်း IS တဲ့ပွဲစဉ်မှာ ပရိသတ်အားပေးမှုဟာယူလောက်ခြင်းစရာပဲ။ကော်နာတွေကန်တင်ပေးတဲ့ပရိသတ်နောက်ကနေတောက်လျှောက်အားပေးတယ်။အစေးပေါင်းကိုတိုင်းလည်းအခုလိုမျိုးပရိသတ်အားပေးတဲ့မြင်ကွင်းတွေကိုမြင်ရတာစက်သိမ်းထားရလို့ပြောခဲ့မှုတယ်။အားပေးအရန်ကြမ်းတယ်ပေါ့ဗျာ။ဒီချိန်မှာကျွန်တော်အစေးပေါင်းကိုမမစားစိတ်မပူကျွန်တော်စိတ်ပူတဲ့အချက်ကတစ်ချက်ပဲရှိတယ်။သူ့ရဲ့ဒီ physical ဘိုင်းကို ရင်း changes လုပ်လိုက်မှာအနေငယ်စိုးရိမ်နေပေါ့နော်ဒါပေမဲ့ Chelsea တင်းရဲ့တာဝန်ရှိတဲ့သူတွေကအဲ့ဒီအပိုင်းနဲ့ပတ်သက်ပြီးတေချာကင်တွေဖြည့်ရှင်းနေတာကိုကျွန်တော်သတိထားပြီးမြင်ရတယ်ဒီ physical ဘိုင်းနဲ့ပတ်သက်ပြီးအရေးမကြီးဘူးလို့ပြောလို့မရဘူးဗျ Brazil သားတွေတော်တော်များများကအဲ့ physical တွေဘာတွေကိုခေါင်းနဲ့အဲ့လောက်ထဲတာမဟုတ်ဘူးပင်ကိုပါရမီရှိပြီးသားကစားသမားတွေဖြစ်တဲ့အတွက်သူတို့ရဲ့ physical big ကဘလို့ပဲဖြစ်ဖြစ်တိုးနိုင်ယုံနိုင်တယ်ဆိုတဲ့သဘောမျိုးကျွန်တော်တို့တစ်ခေါက်တုန်းကနေမဂျူနီယာနဲ့ပတ်သက်ပြီးဘာစလိုနာမှာအဲ့လိုပြဿနာ ဖြစ်ခဲ့ဘူးတာဟိုကြားခဲ့ရဘူးလေပေါ့နော်နေမာကသူ့ရဲ့ body bit ကိုဒီပုံတိုင်းလေးပဲသွားခြင်းတယ်တိုးတော့ဘာစနာတာဝင်ရှိရသူတွေဒီထက်ပို့ပြီးတော့ခနာကိုကတောင့်တင်းကြန့်ခိုင်ဖို့လိုအပ်နေသေးတဲ့ဘာညာဆိုပြီးဒါနေမာနဲ့နည်းနည်းလွန်ဆွဲတဲ့ပုံစံမျိုးလေးဖြစ်ခဲ့ဘူးလေပေါ့နော် EPL မှာဆိုရင်လည်းဂျမီဗာဒီဂျမီဗာဒီကသူ့ရဲ့ခနာကိုပေါ်ပါမှုเนาะပိန်လီမှုဒီပုံတိုင်းပဲသဘောကျတယ်သူအများကြီးပုံမပြောင်းခြင်းဘူးအဲ့ဒီပိုင်းလေးတစ်ပိုင်းပါပဲ အခုဆိုရင် Esteban ကလည်းဟို body အကိတ်ကြီးနေတယ်ဗျာတဲ့မလားလက်မောင်းကလက်မောင်းသားကြီးတွေဘိုက်ကျွတ်သားကြီးတွေထွက်လာတာလည်းမမြင်ရပါဘူးသူကတိတိကျကျလေးနဲ့တိုးနိုင်ယုံနိုင်တဲ့ပုံသဏ္ဍာန်မျိုးလေးမြင်ရတာကျွန်တော်ကတော့စိတ်ချမ်းသာတယ် Okay နောက်ထပ်ဘာပြောရသေးလဲကျွန်တော်က Esteban ပြင်တခြားသောလူငယ်ကစားသမားတွေနဲ့လည်းနေတိုင်းအလုပ်လုပ်လို့ရှိပါတယ်သူတို့ဘာတွေလုပ်နိုင်တယ်ဆိုတာကိုကျွန်တော်သိတာလည်းပါတာပေါ့ဗျာ Chelsea လို့အသေးကြီးမှာတော့သူတို့လေးတွေကပွဲထွက်ခွင့်ကစားခွင့်ရဖို့အတွက်ရုန်းကန်လာတာမျိုးရှိပေမဲ့တစ်ဖက်မှာကြည့်ရင်တော့သူတို့ဟာတိုးတက် ခြင်စိတ်လေးတွေရှိနေတာကကောင်းတဲ့အချက်တစ်ခုပါပဲဒါအပြင်ကျွန်တော်တို့လည်းအဲ့လိုမျိုးအရေးသွေးရှိတဲ့လူငယ်ကစားသမားတွေရှိနေတာကလည်းအရန်ကန့်ကောင်းပါတယ်တဲ့ချက်သီးကပရီးမီးယားလိမှာအသက်အငယ်ဆုံးအသင်းဒါအပြင်ချန်ပီယံလိမှာလည်းအသက်အငယ်ဆုံးကစားသမား၃ယောက်နည်းအားဖြင့်စေကျော်သက်ကစားသမား၃ယောက်ကိုသွင်းယူခဲ့တဲ့ပထမဆုံးသောအသေးအသေးအဖြစ်မှတ်တမ်းဝင်ခဲ့တယ်မာရက်စကာပြောခြင်းလဲ ပျော်ကျင်စရာပေါ့နော်အယူသေးကောင်းတဲ့လူငယ်လူငယ်လေးတွေကိုပဲပိုင်ဆိုင်ထားတာဖြစ်ပါတယ်ခင်ဗျာကဲကျွန်တော်ညီကိုတွေမိတ်ဆက်ပေးစရာလေးတခုရှိပါတယ်ဘောလုံးမွဲကစားခြင်းလေဆိုရင်စီနီယာတော့ချက်စီမှာမောင်ငါ6အိုင်ဘတ်ခွန်ရှိကို9သလုံးမြတူကိုမမ်ဘာသစ်ဘောနက်ယူနစ်ဖြစ်ဘောနက်တွေနဲ့တပတ်နှစ်ချိန်ယုံကြည်သွားကစားလို့ရပါတယ်အသေးသေးသိချင်တယ်ဆိုရင်တော့ဘဘနမတ်39963180မှာဆက်သွယ်ဆုံးသံမေးမြန်းလို့ရပါတယ်ခင်ဗျာ။โอเคကျွန်တော်နောက် Tarik George ဘာပြောသလဲထပ်ပြီးတော့ကြည့်အောင် IS နဲ့ပွဲပြီးမှသူကိုသွင်းယူပြီးတော့ခြေသွင်းပြခဲ့တဲ့အပိုင်းနဲ့ပတ်သက်ပြီးပြောရအောင်နော်။ဒါဟာအန်ဩစရာကောင်းတဲ့ခံစားချက်တစ်ခုပါပဲ။ Champion League မှာကိုသွင်းနိုင်မှုကကျွန်တော်ရဲ့ dream တစ်ခုပဲ။ကျွန်တော်တို့ IS နဲ့ပွဲမှာတော့အဲ့ဒီအိမ်မက်ကိုအကောင့်ထဲပေါ်နိုင်ခဲ့ပါတယ်။အဲ့ဒီအတွက်ကြောင့်လည်းကျွန်တော်အယံပျော်ရတယ်။ဒါ့အပြင်ကျွန်တော်တို့က IS ကိုအနိုင်ရပြီးဆက်လက်တိုးတက်ဖို့နဲ့နောက်ပွဲတွေကိုအနိုင်ရရှိဖို့လည်းအဆင်သင့်ဖြစ်နေကြပါပြီတဲ့။ Harry George ဒီပြောပြောဆိုဆို goal lag တော့ရှိတယ်။ဒီလိုပြောလို့ကျွန်တော် ကြိုက်တယ်လို့ပြောတာမဟုတ်ဘူးเนาะ Tyree George ကျွန်တော်မကြိုက်ဘူးသူရဲ့ကစားပုံကစားပေါက်ကလည်းအရင်အစင်မပြေဘူး Chelsea အသစ်မှာအနာဂတ်အတွက်အားကိုးလို့ရောက်တဲ့တိုက်စစ်မှုလေဖြစ်ဖို့ကနည်းနည်းအလန့်ဝေးတယ်ကျွန်တော်တို့တကယ်အားကိုးရမယ့်တိုက်စစ်မှုက JB Lyon Dilap နှိမ့်ရောက်လို့ပဲကျွန်တော်မြင်တယ်သို့တော့အရင်ကစားသမားတယောက်အနေနဲ့သုံးမယ်ဆိုရင်တော့ယူရိုတန်း20လောက်နဲ့ခေါ်ရင် Tyree George ရဲ့ level မျိုးလောက်ပဲရမှာအဲ့တော့ထူးမနေတော့ဘူးလေ Tyree George ကိုအရင်ကစားသမားတယောက်အဖြစ်နဲ့အသုံးပြုလို့ရရင်တော့အဆင်ပြေတယ်သူကိုယ်တိုင်ကလည်းလက်ခံရင်တော့ဒါပြဿနာမရှိဘူးလို့ထင်ပါတယ် အပွဲတင်မှာ Tari George ဒီ Estevao နဲ့ Right Wing ထွက်လိုက်အထဲထဲပြန်ဝင်လိုက် Switch လုပ်ပြီးကစားသွားတဲ့ပုံစံလေးမစိုးလို့ကျွန်တော်ထင်တယ်ဗျ။အဓိကကတော့သူ့ရဲ့ goal luck ရှိမှုပေါ့။ဒီကောင်လေးကပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကတောက်လျှောက် goal တွေတွင်းပေးခဲ့တယ်။အဲ့လိုတွင်းတဲ့နေရာမှာလည်းခက်ခက်ခဲခဲတွင်းခဲ့ရတဲ့ goal မျိုးတွေမပါဘူးပေါ့နော်။ goal luck လေးရှိတာကတော့သူ့ရဲ့အဓိကဆွဲဆောင်မှုလေးတစ်ခုဖြစ်ပါကြောင်းသုံးသပ်ဆွေးနွေးနေတယ်ပဲ။ဗီဒီယိုလေးဒီမှာနားခွင့်ပြုပါ။ဆုံးဖြတ်ကြည့်ရှုပေးခဲ့တဲ့အတွက်ညီကောင်မတော်မများအားလုံးကိုကျေးဇူးတင်ပါတယ်။